လတ်တော်တပန်နဲ့မဟာတော်တပန်တို့ခြားနာချက်ကိုရှင်းလင်းဖြေချပေးပါသုဒ္ဓတော်တပန်သည်လိအပေတကားပိတ်ပါသလားဗျာသုလတ်တော်တပန်ဆိုတဲ့အခေါ်ကဝိသုဒ္ဓိမက်ကပြောလိုက်တာဆိုလိုတာကတော်တပန်အစ်စ်မဖြစ်သေးဘူးလို့ပြောတာတော်တပန်ဆန်းဆန်းဖြစ်သွားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပဲရှိတယ်သုလတ်ဆိုတာကအငဲမဟာဆိုတာအကြီးတော်တပန်လေးတော်တပန်ငယ်ဆိုတာ ဂုံကြီးတူသွားတဲ့အခါမှာလူတွေမှာဥပမာမဲ့ဒီထင်ရှားတဲ့ပုဂ္ဂိုလ်တယောက်အကြီးချင်းမျိုးလေးဆင်းဆင်းတူတာလေးတွေ့လို့ရှိရင်အငယ်လို့တတ်ခေါ်လေးရှိကြတယ်ပေါ့နော်ခေါင်းဆောင်တယောက်ရဲ့ဘသူပေါ့စာလေးနဲ့ပြောကြတာရှိတယ်လေအကြီးချင်းရှိတဲ့ပုဂ္ဂိုလ်တယောက်နဲ့တင်စားပြီးတော့ပြောတဲ့သဘောအဲ့တော့ဇူလသောတ္တပန်ဆိုတာကတော့သူက နာမရူပပြိစေရညာနဲ့ပစ္စယပြိကဟညာရရှိထားတဲ့ပုဂ္ဂိုလ်ဆိုလိုတာအဲ့တော့နာမရူပပြိစေရညာနဲ့ပစ္စယပြိကညာဆိုတာဝိပဿနာညာရဲ့ foundation ပဲရှိသေးတယ်ဝိပဿနာညာမဖြစ်သေးဘူးယုံနံ꿰ပြီးတော့ဒီယုံနံနေဘာကြောင့်ဖြစ်တယ်လို့သိတဲ့အဲ့ဒီအတိလောက်ရှိတဲ့ပုဂ္ဂိုလ်မျိုးကိုသုလသောတပန်လို့ခေါ်တယ်။သုလသောတပန်ကအပေတကားပိတ်တယ်လို့ဆိုတာတေချာပေါက်ပြောလို့မရဘူး။နော်။သူ့မှာ အပေတကားပိတ်ပြီလို့ပြောလို့မရဘူး။ဘုန်းကြီးတို့ဟောတာတဲ့နိဗ္ဗာန်တကားဖွင့်နိုင်မှာအပေတကားပိတ်ပြီဆိုတဲ့တရားရှိတယ်။အဲတော့သူ့အနေနဲ့ကဒီဉာဏ်လေးလက်လွတ်ဆုံးရှုံးသွားပြီးမကောင်းတာတွေလုပ်မိရင်တော့သူကအပေကျနိုင်သေးတယ်။ဂရန်တီမရှိဘူးလို့ပြောအောင်ဆုလန်တော်တပံ။အဲတော့မဟာတော်တပံဆိုတာတော့အမြင်မှားခြင်းနဲ့တန်တရားခင်းသွားပြီးသူ့ကြတော့အမြင်မှားခြင်း နမရူပပရိစေရဉာဏ်နဲ့ပိစယပရိကဉာဏ်နဲ့မကဘူးဝိပဿနာဉာဏ်နဲ့အာလုံးဖြစ်ပြီးတော့သောတပန်ထီအောင်ပေါက်သွားပြီးတော့သူကအပေတကားလို့ခေါ်ရတဲ့မိစ္ဆာဒိဋ္ဌိနဲ့ဝိသိကိစ္ဆာဆိုဒိဋ္ဌိနဲ့ဝိသိကိစ္ဆာနှစ်ခုပယ်ပြီးတော့လောရဒမောဟအပေကြစေနိုင်တဲ့အရာတွေကနေရှောင်ချပြီးသားဖြစ်သွားတယ်အဲ့ဒီပုဂ္ဂိုလ်ကမှတကယ်သောတပန်အစစ်ဖြစ်တယ်သောတပန္နဆိုတာသောတဆိုတာအရိယမဂ်ကင်လမ်းကြောင်းကိုခေါ်တာမဂ်ကင်၈ပါးကိုခေါ်တာ အဲ့တော့နိဗ္ဗာန်ကိုသွားဥတည်ပြီးတော့စီးသွားနေတဲ့အဲ့ဒီလမ်းကြောင်းကြီးထဲမှာရောက်သွားပြီလို့ပြောတာသောတပန်နာရဲ့အတိတ်